မျက်လုံးလေးနဲ့ဗဇက်ကလေးနဲ့စာလေးနဲ့ရိုက်ပြီးတော့မှဝေဖန်ရတော့အရန်လွယ်ပါတယ်။တကယ်ဖန်တီးပေးရတဲ့ပညာရှင်တွေအတွက်ကတော့အလောက်မလွယ်ဘူး။ရှင့်ရဲ့အင်ဂျီဝတ်စုံကိုလည်းကျမတို့ကမလှပါဘူးလို့လုံးဝမလှဘူးဘလို့မှအဆင်မပြေဘူးလို့ကျမတို့ကပြောနေရမှမဟုတ်အဓိကအလုံးမဲမင်္ဂလာပါဗျာ။ကျွန်တော်ကတော့ခုံမူတီပါဗျာ။ခုချင်းတင်ဆက်ပေးမယ့်ဗီဒီယိုလေးကတော့စူပီဒီဇိုင်းရဲ့မွေးနေ့ဖက်ရှင်ကိုဘလို့ရှင်ပေးပြီးဘလို့ရှုပ်ပြလဲဆိုတာကိုပြပြထားတဲ့ဗီဒီယိုဖိုင်လေးဖြစ်ပါတယ်ဗျာ။ နောက်ပြီးဒီဝစ်ဆွန်ကိုဝေဖန်ထားတဲ့အပေါ်ပြန်လည်ရှင်းပြထားတဲ့အမတ်ယောက်ရဲ့ဗီဒီယိုဖိုင်လေးပါတာမလို့ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ယူဖို့အားလုံးကိုဖိတ်ခေါ်ချင်ပါတယ်ဗျာ။အာပြောချင်ရင်ကာလာရီထင်းထင်းရင်းရင်းမဖြစ်နေဘူး။ကျွန်တော်တို့ကထင်းထင်းရင်းရင်းပေါ်ပေါ်လွင်လွင်ဖြစ်အောင်ပြိုင်ပန်းမှမရှိတာ။ဒါတွေကကြတော့ပညာရှင်တွေပဲနားလည်မယ်လို့ကျွန်တော်ထင်တယ်။ဘယ်အမှုပညာရှင်မှမှကိုရုပ်အစိုးခံကိုမှလှခံပြီးတော့ဘယ်သူမှမဝစ်ပါဘူး။ တုံးညာလောက်ယူလို့ဆိုလုံးဝမအိပ်ဖြစ်ဘူးအဖွဲလိုက်ရောက်30လောက်ပန်ပိုးပါတယ်ဘာလို့လဲဆိုတော့ယူလို့ကဟမ်းမိတ်တွေပဲလောက်ထားဖြစ်တယ်မျက်လုံးလေးနဲ့ဗဇက်ကလေးနဲ့စာလေးနဲ့ရိုက်ပြီးတော့မှဝေဖန်ရတာအရန်လွယ်ပါတယ်တကယ်ဖန်တီးပေးရတဲ့ပညာရှင်တွေအတွက်ကတော့အလောက်မလွယ်ဘူးဆိုတာလေးလည်းယူလို့ စီစဉ်တာရညင်မှာစုပ်ပြေလေးဒီဘလောက်တိဝတ်ဆောင်လေးပေါ်မှာ surprise ဖြစ်သွားလဲသူဘလောက်တိကျင်းနေပြီးတော့သူဘလောက်တိပျော်ရွှင်နေလဲပြီးတော့သူ့ရဲ့တကယ်ငယ်စဉ်ရဲ့ big fan တွေအနီးကပ်ရှိရဲအနားမှာရှိရဲသူ့ရဲ့ပင်တိုင်း make up artist တွေရှိရဲသူ့ရဲ့ပံ့ပိုးပေးနေတဲ့မိသားစုတွေအတိုင်းဝိုင်းနိုင်ငံကျော်လူပညာရှင်တွေမနေ့ကလည်းအများကြီးရှိရဲအားလုံးကဆိုလဲဝတ်ဆောင်လေးကိုကြည့်ကြရဲဟဲချစ်စရာလေးမမြင်ဘူးနော်ကြိုက်လိုက်တာမလို့အနုစိတ်ကလေးကဗျာဆန်လိုက်တာဆိုတာဒီရရူရဲ့ပေးဆက်ထားတဲ့အဲသူ့ပေါ်မှာထားတဲ့မြေတားတွေစေတနာတွေ LL ရဲ့ပံ့ပိုးမှုတွေရရူရဲ့ဖန်တီးမှုတွေရရူတို့တင်းတစ်ခုလုံးရဲ့ မအိတ်မနေဒါ၃ညလောက်ရေလို့ဆိုလုံးဝမအိတ်ဖြစ်ဘူးဖွဲလိုက်ရောက်30လောက်ပန်ပိုးပါတယ်ဘာလို့လဲဆိုတော့ရေလို့ကဟမ်းမိတ်တွေပဲလုတ်ထားတာဖြစ်တယ်ဒီတေးလုတ်ထားတာဖြစ်တယ်အဲ့တော့လူတွေကကြိလိုက်တဲ့ချိန်မှာတော့ဘာမှမပေါ်နိုင်ဘူးလို့ထင်နေပေမဲ့အထဲမှာအမှုစိတ်ပေးဆက်ထားတဲ့ဟာတွေဆုပ်လုပ်တဲ့နေရာတွေမှာညှက်ထားတာတွေရော layer တွေ line တွေအများကြီးထည့်ထားတာကြတော့လူတွေကမမြင်နိုင်ဘူးလေကိုမီးအိမ်နဲ့တူတဲ့အင်ဂျီကိုသိုးပြေတဲ့စင်ကအရန်ကြိုက်ပါတယ်အပြင်မှာလည်းအယ်လာကလည်းအရန်ကြိုက်တယ် အိန္ဒိယလည်းတကယ်လှပါတယ်ဆိုပြီးဇုတ်ဖင်ပိတ်ညင်းနေတဲ့ဒီဇိုင်နာနော်ပြောပြမယ်စိုးပြေသဇင်ကလေအရန်ချစ်ဖို့ကောင်းတယ်သူ့ရဲ့ပုံစံလေးကလုံးဝအပြစ်ကင်းစင်တဲ့ဖြူတိုက်ပုံစံလေးချစ်စရာလေး ရှင့်ရဲ့အင်ဂျီဝစ်ဆောင်ကိုလည်းကျမတို့ကမလှပါဘူးလို့လုံးဝမလှဘူးဘလို့မှအဆင်မပြေဘူးလို့ကျမတို့ကပြောနေရမှာမဟုတ်အဓိကကရှင်3ရက်လောက်ကိုလူ30နဲ့အချိန်ကုန်ခံပြီးတော့ချုပ်ထားတဲ့ဝစ်ဆောင်ရဲ့ reset ကဒီလောက်လေးပဲရှိတာလားလို့ပဲလူတွေကပြောကြတာပြီးတော့အဓိကကစိုးပြေနဲ့မလိုက်တာကွာစိုးပြေရဲ့ပုံစံလေးကကြတော့ အာအရင်နူးနူးဖက်ဖက်လေးဒီပုံစံလေးနဲ့ခလေးဆန်သွားတဲ့ဆိုပေမဲ့လေဒီချင်းချောင်းပုံစံကြီးတွေကသူ့ကိုနန်းနန်းလေးပို့ပြီးဝဝကားကားလေးနဲ့ပူပူဝဝပူပူပုံစံပို့ပြီးတော့ဖြစ်သွားစေတယ်အမြင်မှာတော့ခုနကပြောသလိုဒီအင်ကြီးရဲ့အမြင်မှာတော့ဒီအင်ကြီးကသူ့အင်ကြီးကြီးပဲဆိုလှလိုက်မယ်တခြားပွဲတွေအတွက်ဆိုလည်းလှလိုက်မယ်ဒါပေမဲ့ဒီလိုပွဲမျိုးမှာပြီးတော့စိုးပြေလိုမျိုးအရန်ချစ်ဖို့ကောင်းပြီးတော့ simple သူ့ရဲ့မျက်နာဘာအပြစ်ပြောစရာမှမရှိအောင်လှတဲ့မင်းသမီးလေးတယောက်အနေနဲ့ဒီလိုပွဲပေါ့နော်သူ့ရဲ့မွေးနေ့မှာဒီဒါလက်ထခွန်တောင်းတဲ့ပွဲမျိုးမှာဒီဝိစုံနဲ့မလိုက်ဖက်ဘူးလို့လူတွေကပြောနေကြတာပါနော်အရန်ဤဇုတ်ကြီးရှင်ကြီးကိုအရန်ကိုလှပါတယ်လူတွေကရှင်ကိုတစ်ဖက်သက်တိုက်ခိုက်နေပါတယ်ဆိုပြီးအတင်းဖင်ပိတ်ပြီးညင်းမနေပါနဲ့မဟုတ်ဘူးလားကျမပြောတာ လိုက်တယ်မလိုက်ဘူးဆိုတာကျမပြောပြမယ်ထမင်းစားတဲ့လူတိုင်းထင်းနော်အစားတောက်ကောနော်အထမင်းမှမဟုတ်အစားတောက်စားတတ်တဲ့လူတိုင်းကထမင်းဟင်ချက်တတ်နေစရာမလိုဘူးထမင်းဟင်းမချက်တက်ပေမဲ့လည်းဒီထမင်းဟင်းကောင်းလားမကောင်းလားဆိုတာကိုလူတိုင်းကြီးတာနဲ့သိတယ်နော်ပြီးတော့လည်းတိုက်အိမ်တအိမ်လှလားမလှလားဆိုတာကို ကြည့်ဖို့အတွက်ကျမတို့တိုက်ဆောက်တတ်စရာမလို့ ဟုတ်တယ်မလားဒီအိမ်တအိမ်ကလှလားမလှလားအမြင်နဲ့ကြည်တာနဲ့လေလူတိုင်းသိတယ်အိမ်ကြီးတထဲကိုကျမတို့အိမ်ကြီးတထဲကိုအဆအဆုံးမချုပ်တတ်ပေမဲ့ဒီအိမ်ကြီးဒီလူနဲ့လိုက်လားမလိုက်လားမလှလားမလှလားဆိုတော့ကျမတို့လည်းဟိုဝေဖန်နိုင်တဲ့အမြင်တွေရှိတယ်ဟုတ်တယ်နော်အခုကကြတော့အရန်ကိုလှတဲ့စိုးပြေကြီးကဒီဝစ်စုံနဲ့ဒီမှာဒီဝစ်စုံလေးနဲ့မလိုက်ဘူးလို့ပဲပြောအဓိကကစိုးပြေကိုဝိုင်းပြီးတိုက်ခိုက်နေတာမဟုတ်ဘူးဒီအင်ဂျီရဲ့ပိုင်ရှင်ဒီအင်ဂျီကိုအာချုပ်ပေးတဲ့ idea ကိုကျမတို့ကပြောပြတာ။ तू ဟာပို့ပြီးတော့ဝါဝါပူပူပုံစံမျိုးဖြစ်သွားတယ်လို့ကျမတို့ကပြောချင်တာ။နော်။အရင်ဇွတ်တွေဖင်ပိတ်ပြီးတော့ငင်းမနေပါနဲ့။ဘယ်လိုပြုတ်လို့မီဒီယာမှာလဲအဲသူ့ကိုအတင်းကိုလူတွေကတိုက်ခိုက်ပြီးတော့ပြောနေကြတာ။စိုးပြရအရင်ကြိုက်တယ်။စိုးပြရအရင်စိုးပြရမကြိုက်ဘူးလို့ပြောလို့ရပါလား။အဲသူရောင်းမမြစ်တာစေတနာနေနဲ့လုတ်ပေးထားတဲ့ဟာကို तू ဘလို့မှညင်းပိုင်ခွင့်လည်းမရှိသလိုညင်းလည်းမညင်းရဘူးပြီးတော့လေဒါတွေကညင်းဆိုလို့ကောင်းတဲ့အရာတွေလည်းမဟုတ်ဘူးလေဟုတ်တယ်မလား အဖြစ်ရရှင်းရှင်းလေးအဲ့ဒါကိုရှင်းရပါဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗျနောက်ဗီဒီယိုတွေမှာကျွန်တော်တို့တွေပြန်ဆုံကြမယ်ဗျ